အပိုင်းနှစ်ကနေကျွန်တော်ပြန်ဆက်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော် Elidan ကဒီ Wallet Eternity အသေးစားလေးဟိုအစ်စ်လုတ်ခဲ့ပြီးနောက်မှာပေါ့နော်သူကထောင်ချခဲ့သွားတယ်ပေါ့နော်ထောင်ချပြီးတော့အဲ့ဒီ Wallet Eternity ကြီးကရှိသေးတယ်ဆိုတော့ဗျာဒီ Dragon Aspect တွေကနေပြီးတော့ကူညီကြတယ်ပေါ့နော်အထူးသဖြင့်၃កောင်ပေါ့နော် Electraza Jessira နဲ့နောက်ပြီး North Storm ဆိုတဲ့ဒီအနီရောင်ရဲ့အစိမ်းရောင်ရင်ပြီးတော့ Bronze Color ဆိုတော့အညိုရောင်ပဲပေါ့နော်သူတို့ဘာလုပ်လဲဆိုတာကိုကျွန်တော်ဆက်မပြောခင်မှာပေါ့နော် Emerald Dream ဆိုတဲ့ dimension အကြောင်းကိုကျွန်တော်ပြောပြရမယ် ဟို Azorobo က Emerald Dream ဆိုတာကဗျာဒီအလွယ်ဆုံးရှင်းပြမယ်ဆိုလို့ရှိရင် Azorobo ဆိုတဲ့ဂျိုရဲ့အဲ blueprint လို့တောင်ပြောလို့ရပါဘူးနော်ဘာလို့လဲဆိုတော့ Azorobo ဆိုတဲ့ဂျိုကြီးက Wallow Eternity ဘေးနားမှာအာနေလို့ Night Elf တွေပေါ်လာတာမျိုးတွေဟို Titan Forge စာရုပ်အကောင်တွေကနေပြီးတော့ဒီ Curse of Flash ဂျိန်လာတင့်ပြီးတော့ ဟိုတိမ်မဲ့မျိုးနွယ်တွေဖြစ်ကုန်တာတွေဘာညာတွေဘာလဲအဲ့လိုမျိုးဒီ external factor တွေကတိုက်ရောက်မှုမရှိဘူးဆိုလို့ရှိရင် အစရောက emerodrain အတိုင်းဖြစ်လာမယ်ပေါ့နော်ဆိုလို့ရှိရင် natural evolution ကိုဒါဟိုအသားပေးပြီးတော့ဂျိုးကြီးကဖြစ်လာမယ်ဆိုလို့ရှိရင် emerodrain တွေကပုံစံလိုမျိုးဖြစ်လာမှာပေါ့နော်ဆိုတော့အဲ့ဒီနေရာကဗျာဒီ nature magic ပေါ့နော်တဘာဝနဲ့ဆိုင်တဲ့အင်အားတွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင် emerodrain ဆိုတာက ဟိုအရန်အရေးကြီးတဲ့နေရာပဲလို့ပြောလို့ရတယ်။အာနောက်တစ်မျိုးပြောမယ်ဆိုလို့ရှိရင်ပေါ့နော် nature magic ကိုကျွန်တော်တို့ဆွဲယူပြီးသုံးမယ်။ဟိုဥပမာဆိုရင် drew တွေပါညာတယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့ emerald drain တွေကိုသူတို့ရဲ့အိမ်မက်တွေတွေကနေပြီးတော့လို့ရတယ်။တော်လို့ရပြီးတော့အဲ့ဒီ drew တွေကပေါ့နော်အင်အားကြည့်တဲ့အကောင်တွေကိုပြောင်းတာဆိုတဲ့ပုံစံမျိုးကိုတို့အသုံးချတယ်ဆိုလို့ရှိရင်ပေါ့နော်တို့ကအဲ့ဒီအင်အားကြီးတဲ့အကောင်ကိုကိုစားပြုတဲ့ wild gods တွေအကောင်မျိုးတွေပေါ့နော်အဲ့ဒီအကောင်မျိုးတွေကိုးကွယ်တယ်ရေလို့တော့မဟုတ်ဘူးဆိုရင်တော့မှဗျာဟိုလေးစားနဲ့ respect ထားပြီးတော့အဆက်ဆံတဲ့အနေထားမှာရှိတယ်ပေါ့နော်ဆိုတော့ဒီ white ghost ဆိုလိုမျိုးအကောင်လုံးပြောလို့ပေါ့နော်ဒီ white ghost ဆိုလိုမျိုးအကောင်မျိုးဆိုလို့ရှိရင် azure ဆိုတဲ့နေရာမှာ physical wall မှာပေါ့နော်တကယ်အပြင်ကပါမှာရှိရဆိုတေသွားတယ်ဆိုလို့ရှိရင်သူတို့ရဲ့ essence သူတို့ရဲ့ဝိညာဉ်က Emerald Dream နဲ့ချိတ်ဆက်နေတဲ့အတွက်ကြောင့်မလို့ Emerald Dream ထဲမှာဆက်ပြီးတော့သူကဆက်ပြီးအသက်ရှိနိုင်သေးတယ်ပေါ့နော်ဒီလိုမျိုးအချက်တွေက Shadowlands နဲ့ကွာသွားတယ်ပြောလို့ရမှာ Shadowlands ဆိုတာကဒီ Azure နဲ့ချိတ်ဆက်နေတဲ့ ။နောက်အာ dimension တခုလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီလို emerald dream လို့မြင် dimension ရှိလို့အကုန်သိပြီဆိုလို့ရှိရင်ပေါ့နော် barrier ဆိုလို့ရှိရင် shadow land ဆိုတာကဒီ azure ရဲ့တမလွန်ဘဝ dimension ဒါမှမဟုတ်လို့ရှိရင်ငရဲတချို့တချို့အစိတ်ပိုင်းနေဆိုလို့ရှိရင်ငရဲကြတဲ့သဘောမျိုးအပြစ်ဒဏ်ပေးခဲ့တဲ့ဟာမျိုးတွေရှိတယ်ပေါ့ဆိုတော့ shadow lands ကငရဲတို့မဟုတ်တမလွန်ဘဝ dimension လို့ပြောလို့ရတယ်ဒါပေမဲ့ emerald dream ဆိုတာရှိတဲ့အတွက်ကြောင့်မလို့ nature magic နဲ့ဆက်ဆက်နေတယ် nature နဲ့ဆက်ဆက်နေတယ်ဆိုလို့ရှိရင်ပေါ့နော်အကုန်လုံးကဒီ ချယ်ရိုလန်ဆယ်ကိုယောက်သွားတာမဟုတ်ဘဲနဲ့ပေါ့နော်အဲ့ဒီဝိညာဉ်တွေကအမရိုဒရင်းတွေကိုယောက်သွားလဲရှိတယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့ငကားသုံးကောင်ဟာသူတို့ရဲ့အထူးကျွမ်းကျင်မှုတွေကိုအသုံးချရတယ်ပေါ့နော်အလက်စထရာဇာ the life binder ကတော့ဗျာအသက်ရှိတယ်ဆိုတဲ့ဟာကဖြစ်ထွန်းလာအောင်သူကအဲ့ဒီဟာကို manipulate လုပ်လဲ shape လုပ်လဲ control လုပ်လို့ရတယ်ပေါ့နော်ဆိုတော့အင်အားဖြည့်ပေးတယ်လို့လည်းပြောလို့ရတယ်ယစီရာကသူမရဲ့ဒီ Emerald Dream နဲ့ချိတ်ဆက်နေတဲ့ဟာကိုအသုံးချပြီးတော့ဗျာအထူးကြံ့ခိုင်မှုရှိတဲ့တစ်ပင်တစ်ခုကိုပေါက်လာအောင်ခေါ်ပေးနိုင်တယ်ပေါ့နော်။ Nostromo ကအဲ့ဒီအချိန်ကိုအချိန်ကိုထိန်းချုပ်နိုင်တဲ့ပါဝါရှိရတဲ့အတွက်ကြောင့်မလို့ပေါ့နော်။အဲ့ဒီတစ်ပင်ကခနာလေးနဲ့အကြီးကြီးဖြစ်သွားအောင်သူအချိန်ကိုမြန်စေလိုက်တယ်ပေါ့နော်။ဆိုတော့အဲ့ဒီတစ်ပင်ကြီးက Wall Tree ပေါ့နော်။အဲ့ဆိုတော့ကဘာရဲ့တစ်ပင်ကြီးတစ်ခုဖြစ်လာပြီပေါ့နော်။ Nodrace လို့ခေါ်တယ်။ဆိုတော့အဲ့ဒီ Wall Tree ပတ်ပတ်လည်မှာပေါ့နော်။ဟိုအောက်မှာကောနောက်ပြီးတော့ဒီ Wall Tree ရဲ့အပေါ်မှာကောပေါ့နော်။ Night Elf တွေကဆက်ပြီးတော့နေကြတယ်။ ဆိုတော့အဲ့ဒီတပင်ကြီးရဲ့အလောက်ကတမျိုးပြောမှန်ဆိုလို့ရှိရင်ဗျဒီအဲ့ဒီတပင်ကြီးရဲ့အောက်မှာရေကန်ပေါ့နော်ဒီအလီဒန်လောက်သွားတဲ့ဝေါ်လော့အလီဒန်ဒီအသေးစားလေးရေကန်လေးတစ်ခုစီကနေပြီးတော့အာကိန်း energy တွေစုပ်ယူပြီးတော့တပင်ကနေပြီးတော့တဆင့်ပေါ့နော် filter ပြန်လုပ်ပြီးပို့ပြီးတော့ natural ဖြစ်တဲ့ energy တွေကိုပြန်ထုတ်ပေးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ no dresser ကအရင်တော့ night elf တွေကို wallet identity ကနေပြီးတော့ဒီမတည်မျိုးဖြစ်အောင် immortality လိုမျိုးပေးနိုင်တယ်လို့ပဲပေါ့နော်ဒီတပင်ကြီးကလည်းပေးနိုင်တယ်ပေးနိုင်ပြီးတော့ တခုကောင်းတာလည်းပါလဲဆိုတော့ဒီမလွန်ကောင်တွေကလည်းဒီတစ်ပင်ကြီးကိုလောလောကူကူလာပြီးတိုက်ခိုက်လို့မရတော့ဘူးပေါ့နော်။အဲဒီတစ်ပင်ကြီးမှဆိုလို့ရှိရင်လည်းဒီ Emerald နဲ့ချိန်ဆက်မှုရှိရတဲ့အတွက်ကြောင့်မလို့ဘူးလေ။ Drew တွေကလည်းအသုံးဝင်နေပေါ့နော်။ဆိုတော့ Emerald နဲ့ဝင်ပြီးတော့အာသူတို့ရဲ့ Wild God Spirit နဲ့စကားပြောနေတာတော့တခုလောက်ချင်နေဆိုလို့ရှိရင်ပေါ့နော်။ Emerald နဲ့ကိုအဲ့ဒီတစ်ပင်ကနေပြီးတော့အာတဆင့်ဝင်လာဖို့ပို့ပြီးတော့လွဲတယ်ပေါ့နော်။ဒါမဲ့အချိန်တခုအကြာမှာစပြီးတော့ပြန်ပြီးတော့တွေ့ရတဲ့ Demon Ant တွေကတော့ပြန်ပေါ်လာပေါ့နော်။ဘာလဲဆိုတော့ Satan ဆိုတဲ့ကောင်တွေကစပြီးတော့တွေ့ရတယ်။ စိတ်တက်ဆိုတာကလည်းပဲကျွန်တော်တို့ World War Cross ဆိုလို့ရှိရင်တိတ်မကြမကြာတွေ့ဘူးမဲ့ရန်သူတွေပဲပြောမှာเนาะအဲ့ဒီကောင်နဲ့ဖြစ်ပေါ်လာပုံကပေါ့เนาะကျွန်တော် Xavier's လို့ခေါ်တဲ့ကောင်ကြောင့်မယ်ကျွန်တော်အပိုင်းနှစ်မှာလည်းနည်းပြောဘူးတယ်ပေါ့เนาะဒါပေမဲ့အခုပြန်ပြီးချုပ်ပြောမှာဆိုလို့ရှိရင်ပေါ့เนาะ Xavier ဆိုတာက Highborn Elf တကောင် ဖြစ်ပြီးတော့ Queen Azara ဘီမာကြီး Azara ရဲ့အဖွဲ့တွေကတယောက် ဒါပေမဲ့အပိုင်းနဲ့မှကျွန်တော်ပြောခဲ့ရတယ်ပေါ့နော်ဒီ War of the Ancients ပေါ့နော် Ancient နေရဲ့စစ်ပွဲဆိုတဲ့ဖြစ်စဉ်တွေမှာပေါ့နော် Sagarius ကြီးက Xavier's ကိုတခုခုခိုင်းတာရှိတယ်အေးခိုင်းတာမလုံခိုင်းမလုံနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော် Sagarius ကအပြစ်တံပေးတဲ့အနေနဲ့ Xavier's ကို Satan တကောင်အပြစ်သွားဖို့ကြိမ်းစား တက်အောင်လုပ်လိုက်တယ်လို့ပြောလို့ရပါဘူးနော်အဲ့ကနေစပြီးတော့တခြား shader တွေကလည်း Xavier's ကနေတစင်ကူးပြီးတော့ဖြစ်လာလို့ပြောလို့ရပါဘူးနော်ဆိုတော့ဟို Night Elf တွေကပြန်ပြီးတော့ rebuild ပေါ့နော်ပြန်ပြီးတော့ပြန်လည်ထူထောင်နေတဲ့အချိန်မှာ Xavier's ရဲ့ shader အဖွဲ့ကလည်းအင်အားစုစောင်းနေတာပေါ့နော်နောက်ဆုံးတော့ Xavier's က Nostra Zay ကိုဝင်တိုက်တော့အစက Night Elf တွေအဆင်မပြေဘူးပေါ့နော်အစတုန်းကတော့နှမက် Chandris Feathermoon လို့ခေါ်တဲ့တယောက်ကနေပြီးတော့ Drew တွေငါတို့ရှိနေတာပဲเนาะအဲ့ကောင်တွေကိုခြာခိုင်းဆိုပြီးတော့ပြန်တိုက်တော့ဟိုနိုင်တယ်ပဲပြောမှာပေါ့နော်ဒါပေမဲ့ဟို Drew တွေတဲကတစ်ဖွဲ့က ဝေါ်ဂန်ချိန်သာအောက်ကိုကြောက်ရောက်သွားတာရှိတယ်ဗျ။ဒူးတွေကဗျာနေချာကနေအင်အားယူတာဆိုတော့ Emerald Dream နဲ့ဆက်ဆက်နေတယ်ဆိုတော့ဗျာဒီ Emerald Dream ဆိုတာကလည်းနောက်ပြီးကောင်းတာတွေရောဆိုးတာတွေရောအမှတီရှိနိုင်တယ်ဗောနော်ဆိုးတာတွေဆိုတာကလည်းပိုဆိုးတဲ့အစိပ်ပိုင်းတစ်ခု Emerald Dream မှာပေါ်လာဖို့လို့ရှိတယ်ကျွန်တော်အဲ့ဒါလည်းခဏနေဆက်ပြောမယ်။ဒါပေမဲ့လောလောဆယ်နေနေကကျတော့ Emerald Dream ဆိုတာကဒီဥပမာဆိုလို့ရှိရင်ခုနကတည်းကဒီမြေခွေးပုံစံပြောင်းတဲ့ဘာညာဆိုတာကဒီ တက်တက် wild god ကိုရှိရပါတော့အဲ့ wild god ရဲ့အခြေအနေပေါ်မူတည်ပြီးတော့သူတို့က curse ဟိုကြိမ်လာတင့်သွားတာပေါ့နော်အိုကေဆိုတော့ဒီလိုမျိုးဒီ wolf အသွင်ပြောင်းတော့ wogan curse ပေါ့နော် wogan အသွင်ပြောင်းတဲ့ပုံစံက expansion အများကြီးကြာမှာပေါ့နော် alliance ဘက်ကနေ playable race ဖြစ်လာတယ်ပေါ့နော် gilnia ဆိုတော့ human ကောင်တွေကပေါ့နော်အဲ့ကောင်တွေက wargan ပြောင်းလို့ရတဲ့အကောင်တွေပေါ့နော်ဆိုတော့ဒီတချို့ shock ရှိတဲ့နေရာတွေဘာညာတွေ power ဆွဲယူတယ်ဆိုလို့ရှင်များအဲ့ဒီ druid တွေအတိုင်းပဲလို့ကျွန်တော်ခုနကတော့ပြောခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်စင်နေပြီးမှာပေါ့နော်ဒီလိုမျိုးအနေရရှိတဲ့ဘာညာတွေတီးပြီးနောက်နောက်ပိုင်းမှာ မက်ဖျူရီယန်ကိုယ်တိုင်ကဦးဆောင်ပြီးတော့ Scenario Circle လို့ခေါ်တဲ့အဖွဲ့တစ်ဖွဲ့ကိုဖွဲ့လိုက်ပြီးတော့ဒီ Azra Joe Boy က Druid တွေရဲ့အတွက်ပြောမှဆိုရင်စောင်းဝင်ရှောင်းဝင်စီကန်းနေချပေးတဲ့အဖွဲ့ဖြစ်တာပေါ့ဗျာကောင်းစီပေါ့နော်အဲ့ကနေတဆင့် Druid ရဲ့အဖွဲ့အမျိုးမျိုးကဒီပို့ပြီးကွဲပြားလာတယ်ပေါ့နော် ဥပမာပေးရမယ်ဆိုလို့ချင်း drew of the claw ဆိုလို့ရှိရင်ဒီ word one form ပြောင်းနာကိုအာကိုကြတာများတယ်ပေါ့နော် drew of the talent ဆိုလို့ရှိရင်ပေါ့နော်ဒီကောင်လေးက zigzag form အဖြစ်ပြောင်းနာကို specialist တွေပေါ့နော်စသည်ပြင်းနေပေါ့နော် specialize ဖြစ်တဲ့အဖွဲ့တွေထွတ်ထွတ်ထွတ်လာတယ်ကဲဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီ sitter တွေနဲ့စပွဲအပြီးမှာတော့ night elf တွေနိုင်ပေမဲ့လည်းဟိုတွေးခွဲတာဗာညာတွေအထက်ရှိလာပြန်ရောပေါ့နော်ဆိုတော့အဲ့ဒီတဲမှာဒီ high bond တွေဆိုတာပြဒီ queen ajara ဖက်မပါတဲ့កောင်တွေတို့အစတဲက အခွင့်အရေးရဘက်ကဘာဘာမှမဆိုင်တဲ့ကောင်တွေတော့ရှိကြတယ်မှာဘာလို့လဲဆိုတော့ Night of Empire ဆိုတာကကြီးတယ်ကြီးရတဲ့အတွက်ကြောင့်မလို့ဘောနော်သူရဲ့မျိုးတော်ကြီးမှာဖြစ်နေတဲ့ဖြစ်စင်နေတဲ့ဘာမှမဆိုင်တဲ့ကောင်တွေလည်းရှိတယ်ဘောနော်သူတို့ဒီ Nordra Sage ကိုပြောင်းလဲပြောင်းလာတာဘောနော်အဲ့ဒီကောင်တွေကလည်းဒီကိုလာကြတဲ့ကောင်တွေရှိတယ်ဆိုတော့အဲ့ဒီအမှ High Bomb နေပါတယ် High Bomb နေပြဿနာကဒီကောင်တွေက High Bomb ဖြစ်တဲ့အတွက်ကြောင့်မလို့ဘောနော် ဒီ Arcane Magic ကို specialist တွေသူတို့ training တစ်သက်လုံး training ပေးတာလည်းသူတို့နေ့စဉ်နဲ့ဘဝနေ့စဉ်ဘဝထိုင်နေထိုင်နေကြတဲ့ပုံစံတွေကလည်း Arcane Magic ကိုအသုံးချပြီးနေထိုင်တဲ့ပန်းချာဆိုတော့ Arcane Magic ကိုအသုံးချလို့မရတဲ့အတွက်ကြောင့်မလို့ပေါ့ပိတ်ပင်လိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူတို့နေနဲ့မရှိရင်တော်တော်တိုင်ပတ်နေတယ်လို့ဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်များဒီကောင်တွေကဟို Arcane Magic ကိုဆေးဆွဲနေတယ်လို့မျိုးတော့ဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်အဲသက်ဆိုင်တဲ့နေရာရောက်လို့ရှိရင်ကျွန်တော်ထပ်ပြီးပြောပြပေးမယ်ပေါ့နော်လောလောဆယ်နေနေကကြတော့ဗျာ အဲ့လိုဒီသဘောမတူတာနဲ့ဘာညာဘာညာနဲ့ဖြစ်လဲဖြစ်လာတော့ဗောနော် night of the high bone နဲ့ပြောတယ်ဟုတ်ပြီမင်းတို့ arcane magic ကိုမစွန့်လို့နိုင်ရင်တွားတော့ွာဆိုပြီးတော့နှင်ထုတ်ပလိုက်တယ်ကဲအဲ့ဒါနှင်ထုတ်လိုက်ရဆိုတော့အခုလုံးအုပ်စုကွဲသွားပြီလေသူတို့ကဟိုအဓိကအုပ်စုအကြီးစားကိုဗောနော် high bone အုပ်စုအကြီးစားကိုဦးဆောင်နိုင်ကြတာ dathrama sunstrider ဆိုတော့ဗျာ lord of one ရဲ့ model ဗောနော် invoker ဆိုတဲ့ model အဲ့ဒီ ခေတ္တ Sunstrider ရဲ့အဖေပေါ့နော်အဖေကနေဦးဆောင်ပြီးတော့ကျွန်တော်တို့အခုခေတ်မှာပေါ့နော် Eastern Kingdoms လို့ခေါ်တဲ့ဒီနေရာဒေသမှာသူတို့အခြေချတယ်ပေါ့နော်အခြေချပြီးတော့သူတို့တူထောင်တဲ့မြို့ကဘာလဲဆိုခေါ်တလာဆိုခေါ်တဲ့ပြောမှဆိုလို့ရှိရင် City တို့မဟုတ် Kingdom တခုပေါ့တိုင်းပြည်တော့တိုင်းပြည်ပဲဒါပေမဲ့အရင်ကြီးတော့မကြီးဘူးပေါ့နော်ဆိုတော့ဒီခေါ်တလာဆိုခေါ်တဲ့မြို့တစ်မြို့ City တခုကိုတိုင်းပြည်တခုကိုတီဆောက်နိုင်ခဲ့တယ်တူထောင်နိုင်ခဲ့တယ်ဟိုအဓိကသူတို့လုံနိုင်တဲ့အကြောင်းရင်းကကြတော့ဘာလဲဆိုတော့ Sunwar ဆိုတဲ့ဟာအကြောင်းပဲပေါ့နော်โอเคဆိုတော့ကျွန်တော် အပိုင်းနှစ်မှာတော့ပြောခဲ့တယ်ဗောနော Elidan က Wallet Identity ထဲကနေပြီးရေးတွေကိုဖြည့်ပြီးတော့ Plane တွေထဲထည့်ပြီးဖြည့်ခဲ့လာဆိုပြောနော်ဆိုတော့ Elidan က Datrama Sunstrider ကိုဗောနော Invoker ရဲ့အဖေကို Dublin ပေးခဲ့တယ်ပြီးတော့အဲ့ Dublin ကိုသုံးပြီးတော့ဒီအခိုင်မကျက်ကိုရင်းနှီးရဲဆိုလို့ရှင်ဗျာ၄ line တွေလို့ခေါ်တဲ့ဒီ Azure ပေါ်မှာသူဟာနေသူတဘာဝအရာပြေးနေတဲ့စွမ်းအားဂျောတွေရှိတယ်ဗောနော်အဲ့ဒီဂျောတွေစုံတဲ့နေရာမှာ ဟို sun world ဆိုတဲ့ဟာကိုတို့အဲ့လိုမျိုးရေတွင်းတစ်ခုလိုမျိုးပေါ့နော် world identity ပုံစံမျိုးဖြစ်လာအောင်လုပ်ပြီးရေတွေပါထဲပါညာပါညာလုပ်ပြီးတော့ world identity က original ကနေပြီးရေကိုလောင်းလဲလောင်းလဲထည့်လိုက်ရောအတုံးချဖို့အတွက်အခင်းမကြည့်တဲ့အတုံးချဖို့အတွက် energy source တစ်ခုဖြစ်လာတယ်ပေါ့နော်ဆိုတော့ world identity အသေးစားလေးတစ်ခုရှိလို့ quarter class ကလည်းတော်တော်လေးကိုခက်မြမြန်အင်အားကြီးတဲ့အတိုင်းပြည်တစ်ခုအဖွဲ့တစ်ခုဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီ quarter class ကဒီ high elf တွေ high born တွေကပေါ့နော်အဲသူတို့တိုင်းပြည်ကဗျာဒီ troll နံနမိတ်တွေနဲ့နီးတော့အမြဲတော့တိုက်ခိုက်နေခံရတယ်ဆိုပါမယ်ဗျာဟိုထွန်းကားတယ်ပဲကျွန်တော်ပြောမှာပါเนาะကြာလာတော့လေသူတို့ကဖြစ်စင်နေအကြောင်းပါเนาะဒီ hot back ကဒီကျွန်တော် wow wall ကိုဆော့မယ်ဆိုလို့ချင်း hot back ကိုဆော့မယ်ဆိုလို့ချင်း burning crusade expansion နဲ့စပြီးတော့ပေါ့เนาะ player တွေက elf character တွေဆော့လို့ရတယ် elf character တွေဆော့လို့ရတာကဒီ quartalas က elf တွေဒီကောင်တွေ black elf တွေလို့ခေါ်တယ်ပေါ့เนาะဆိုတော့ black elf တွေလို့သူတို့ကနာမည်တွင်သွားတယ်ပေါ့เนาะဆိုတော့အဲ့ဒီဟာတွေဖြစ်နေကြားထဲမှာပေါ့เนาะ ဒီ Drew အဖွဲ့ရဲ့ခေါင်းဆောင်တူဖြစ်တဲ့ Fandra Stackham ဆိုတဲ့ Drew တကောင်ရှိတယ်။အဲအဲ့ဒီကောင်ကဘာလဲဆိုတော့ပြ Ocos ဆိုရယ် corruption ကိုအကြောင်းကိုသိပါ။သိသွားတော့ဟုတ်ပြီ Ocos ဆိုရယ် corruption ကိုတားမြစ်နိုင်ဖို့ဒီကောင်နဲ့မြေကြီးထဲမှာ influence ရှိတယ်ဆိုပြီးတော့ဘာပြောပတ်ပြီးတော့ဒီ data အမျိုးမျိုးမှာပေါ့နော်။ဒီ Nodrace အပင်ကနေပြီးတော့မျိုးဆက်ခွဲပြီးတော့ချားနေရမှာတွားပြီးတော့ဒီအလားတူ wall tree တွေဟိုပေါ်ပေါက်လာအောင်တွားပြီးစိုက်ပျိုးရေးလောက်ကြတယ်ဗျာ။စိုက်ပျိုးရေးလောက်ကြတော့သူကနေသူအတိုင်းအတာတစ်ခုတည်တော့ အဲသူတို့ရွေးတဲ့နေရာတွေမှာပေါ့နော်ဒီ wall tree တွေကအလုပ်ဖြစ်နေဒါပေမဲ့ northern မှာစိုက်ထားတဲ့ andrace လို့ခေါ်တဲ့ wall tree ကအစကတော့ကောင်းနေပေမဲ့ဒီအမြစ်တွေကပို့ပြီးတော့အဲအပြင်ပိုကြီးလာလေလေအမြစ်ကအောက်မြေအောက်ကိုပို့ပြီးရောက်လေလေရောက်လေလေပေါ့နော်ဟိုတဖြည်းဖြည်းနဲ့ old god york saron ji တက်ရောက်မှုရှိတဲ့အထီကိုရောက်သွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟို york saron corruption က andrace ကိုဟိုတဖြည်းဖြည်းတဖြည်းဖြည်းစိတ်ဝင်လာတယ်ပေါ့နော်အဲ့ဒီကနေဒီ wall tree တွေအလုံးကပေါ့နော် ဒီ Emerald Dream ဆိုတဲ့ dimension နဲ့ချိတ်ဆက်မှုရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီ Ogre Jaw Sauron ရဲ့ corruption ကြောင့်ဒီ Emerald Emerald Dream နဲ့ dimension နဲ့မှာပေါ့နော်ဒီ corruption ဖြစ်သွားတဲ့တစိ့တစ်ပိုင်းကပေါ်လာတာပေါ့နော်အဲ့ဒီနေရာကို Emerald Nightmare ဆိုပြီးတော့နေရာတစိ့တစ်ပိုင်းလေးတစ်ခုဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီ Emerald Nightmare ကလည်းကျွန်တော်တောက်ရှောက် World of Warcraft ကိုဆော့မယ်ပါနေဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် quest တွေပါအများကြီးလုပ်ရတယ်ပေါ့နော် Druid အထူးသဖြင့် Druid တွေကိုတော်တော်တောက်ရှောက်ဒုက္ခပေးမယ် အရာတစ်ခုဖြစ်လာတယ်ပေါ့နော်။ Okay ။ဟို Andrew Sale ကကြတော့ဒီ corruption ဖြစ်ပြီးတော့ပုတ်ပွားပြီးတော့အဲ့ဒီအပြင်ရန်တည်သွားတယ်ပေါ့နော်။ Okay ။ဆိုတော့ Yorkshireon ကနေထွက်လာတဲ့ Curse of Flash ကလည်းပေါ့နော်။တဖြည်းဖြည်းနဲ့ဒီ Ultraman ဆိုတဲ့ Now Titan မျိုးကြီးတခြားနေရာမှာရှိတဲ့ Titan မျိုးကြီးအထိရောက်လာတယ်ပေါ့နော်။ဒါကတော့ဟိုအလွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်ဒီတခြားနေရာတွေမှာလိုမျိုးပဲပေါ့နော်။ Curse of the Flash ကတကွာလုံးပြန်သွားလို့ပြီးကျွန်တော်တို့ယူဆလိုက်မယ်ပေါ့နော်။ယူဆလို့ရတယ်။နောက်ပြီးတော့အဲဒီ Ultraman ကကြတော့ဗျာအဲ့မှာရှိတဲ့ဒီ Mecha Gnome တွေကပြောမယ်ဆိုလို့ရှိရင် Gnome ဒေဘယ်ဒါပေမဲ့စိုက်ရိုတွေပေါ့မေကနုံးနေကနေပြီးတော့တေမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီနုံးနေဖြစ်သွားတယ်နုံးနေဖြစ်သွားပြီးတော့ okay အဲ့ဒီနုံးနေကအကုန် Damoro ဆိုတဲ့တောင်ကြီးရဲ့အတွင်းထဲကိုသူတို့ပြောင်းရွှေ့ပြီးတော့အရင်နေထိုင်ကြတယ်ပေါ့နော်အဲ့ဒီအချိန်လောက်ကနေနှစ်200ကျော်လောက်မှာ feel cool တွေကနေဆင်းသက်လာတဲ့ human တွေကပို့ပို့ပြီးတော့မျိုးပွားလာပြီးတော့နိုင်ငံနေပါ냐တဲ့အမျိုးကြီးအဖွဲ့တွေပါ냐အားအများကြီးပေါ်ပေါက်လာပြီးပေါ့နော်ဆိုတော့ကျွန်တော်တို့ Eastern Kingdom လို့ကျွန်တော်သိရတဲ့ data ကဒီ human မျိုးနွယ်တွေဒီအဖွဲ့အသီးသီးတွေရှိတယ်ပေါ့နော် အဲ့ဒီအသီးသီးတွေကအစားတုံးကတော့တကွဲတပြားတကွဲတပြားနဲ့သူတို့ချင်းချနိုင်ကြတာပေါ့ဒါပေမဲ့တိုရာဒင်းဆိုတဲ့လူတယောက်ခေါင်းဆောင်တယောက်အောက်မှာအလုံးကစူးစီးခဲ့ကြပြီးတော့အရတောဆိုတဲ့တိုင်းပြည်ကိုထူထောင်လိုက်ကြတယ် တို့ရဲ့မျိုးတော်ကို strom လို့ခေါ်တယ်ပေါ့နော်ဆိုတော့ error တော်က human တွေကလည်းပြောမှဆိုလို့ရှိရင်ဗျာဟိုအချင်းမဟုတ်ဘူးပေါ့ဗျာသိမလားလို့နီးဆက်တဲ့ဒီ true empire အဖွဲ့တွေဝင်လာလို့ရှိရင်လည်းပြန်တိုက်ထုတ်နိုင်တယ်ပေါ့နော်ဒီ amani အဖွဲ့က true တွေက zandala true နဲ့ပူးပေါင်းပြီးတော့ဟိုခွဲတလားစပေါ်တိုက်စစ်ဆင်တာဘာညာဖြစ်တာတော့မှဗျာ error တော်က human တွေဝင်ပြီးတော့ကူညီလိုက်သေးတယ်ပေါ့နော်ဆိုတော့အဲ့အနေစပြီးတော့ခွဲတလားစနဲ့ error တော်ကပူးပေါင်းမှုပို့ပြီးတော့များလွားပြီးတော့ ဒီ error တော့တိုင်းပြည်ရေပို့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 ပြီးတော့ထုံးကလာပို့ပြီးကြီးထွားလာတယ်ဗောနော်ဆိုတော့ error တော့ကနေတခြား data ဟိုတွေကိုပါတဖြည်းဖြည်းကြီးထွားလာနိုင်မြတ်တိုးချဲ့လာတယ်ဗောနော်ဆိုတော့ဒီ Lororon နဲ့ Gilneas လို့ခေါ်တဲ့နေရာတွေကိုလည်းသူတို့ရောက်တယ်ရောက်ပြီးတော့ Gilneas ဆိုတဲ့ data မှာဆိုလို့ရှိရင်မြတ်ဒီ Hillsbred တောင်ကုန်းတွေရဲ့အောက်မှာ Dalaran ဆိုတဲ့မြို့တစ်မြို့ဖြစ်ပေါ်လာတယ်အဲ့ဒီမျိုးကအဓိကတည်တယ်ဖြစ်တာလားတော့မသိဘူးဒါပေမဲ့တဖြည်းဖြည်းဖြစ်လာတဲ့ပုံစံကတော့ဘာလဲဆိုတော့ဗျာဒီမှော်ပညာရှင်နဲ့ sorcerer တွေ magician တွေပေါ့နော်အ ဲ့ဒီကောင်เนี่ยဟိုအဓိကလာစုပြီးတော့ Dalaran ဆိုတဲ့ဒီနေရာကြီးက Magic user တွေအတွက်ပညာရှင်တွေထိတ်တန်းပညာရှင်တွေစုစည်းရနေရာဖြစ်လာတယ်ဗျာ။တဖြည်းဖြည်းနဲ့အင်အားကြီ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 းလာတော့ Dalaran က Arathokina အောက်ကနေခွဲထွက်ပြီးတော့လွတ်လပ်တဲ့ City State တခုတော့သူတသက် Independent လွတ်လပ်စွာသူတို့ exist ဟိုနေထိုင်ကြတယ်ဗောနော်။ Dalaran ရဲ့ mage တွေကအဓိကအသုံးချတာကကြတော့ Arcane Magic ဆိုတော့ဗျာ Dalaran ရဲ့ခေါင်းဆောင်တွေကအခြားပြဿနာအပါဝင်ပေါ့နော်အဓိကသူတို့စိတ်ပူတာ Burning Legion နဲ့ပတ်သက်ပြီးတော့ ပြန်ပြောက်ထပ်ပြီးပြဿနာတက်မှာတို့တွေကသိကြတယ်ဗောတမိုင်းသိရတဲ့ကြောင့်တို့ကသိတယ်သိတော့ကဲအဲ့ဒါဆိုလို့ရှိရင်တို့လိုမျိုးအန်ရီတွေဖြစ်ပေါ်လာပြီဆိုတော့ငါတို့တားဆီးဖို့တခုခုလုပ်မယ်ဆိုလို့ရှိရင်ဘာလုပ်လဲဆိုတော့အဖွဲ့တခုဖွဲ့လိုက်တယ်အဲ့ဒီဖွဲ့က Terrace for အဲကောင်စီမှာ the council of terrorist for လို့တို့ခေါ်ပြီးတော့အငယ်တရားကိုယူတယ်ယူပြီးလို့ရှိရင်ဟိုတိုက်အထူးသဖြင့်တိုက်ရိုက်ခိုက်ရေးကျွမ်းတဲ့ mage တရားကိုအငယ်တရားကိုယူပြီးတော့အဲ့ဒီကောင်တဲကိုပေါ့နော်သူတို့ရဲ့အားလုံး magic အင်အားဘာညာဘာညာတွေကိုအကုန်လုံးပေါင်းပြီးတော့ထည့်လိုက်တယ်ပေါ့နော် အဲ့ဒီထဲလိုက်ခံရတဲ့အဲ့ဒီလူတွေကားပေါ့နော်အရန်ပေါ့ဖို့ဖြစ်သွားတော်တော်လေးကိုအရန်အင်အားကြီးတဲ့ mage တွေဖြစ်လာတယ်ပေါ့နော်ဖြစ်လာပြီးတော့အဲ့ဒီ mage တွေကိုသူတို့ခေါ်ကြတာတော့ဗာလဲဆိုတော့သူတို့ကအဲ့ဒီဟာကို guardian လို့ခေါ်တယ်ပြောမှဆိုလို့ချင်း guardian of terrace for ပေါ့နော်ပထမဦးဆုံး guardian terrace for ကကြတော့ elodie လို့ခေါ်တဲ့ elf tower human tower ကောင်းကပထမဦးဆုံးပေါ့နော်သူက guardian of terrace for ဖြစ်လာတယ်အဲ့တခုတည့်ရမှာဗာလဲဆိုတော့ဗျာ ဒီ guardian ဆိုတဲ့ဟာကသူ LOD ကလည်း tower သူက guardian အနေနဲ့ကြာတာဝန်ထမ်းဆောင်မှာမဟုတ်ဘူးเนาะဟိုအချိန်တိုင်းတာတစ်ခုကြာလို့ရှိရင်ဒါမှမဟုတ်ရှင်သေဝါတော့ဘာတစ်ခုဖြစ်လို့ရှိရင်နောက် generation နောက် generation တဖြည်းဖြည်းဖြည်းဆက်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 ပြီးတော့သူတို့ power တွေကို transfer လုပ်သွားတာပေါ့เนาะ okay ဒါတော့ဆိုတော့ကျွန်တော်ပြောခဲ့တဲ့ ultraman ကိုဟို cause of the flash က whole net အထိပေါ့เนาะ ဟိုရောက်သွားတော့လုံးဝ final အနေနဲ့ပေါ့နော်ဒီ reserve လောက်ထားတယ်ပေါ့နော်အလုပ်သမားတွေဘာညာတွေကိုတခုဆိုလို့ရှိရင်များဟိုတိုက်ရိုက်ခိုင်ဖြစ်ထုတ်သုံးဖို့ဘာညာနေနေပေါ့နော်သူကသူတို့အိတ်နေတဲ့အခန်းထဲမှာတက်တက်ထဲ့တာပြီးလှောင်ထားတဲ့အော်တန်းနေပေါ့နော်ဒီမြေကြီးနဲ့လောက်ထားတဲ့စက်ရုပ်တွေလို့ပြောမလားအဲ့ဒီစက်ရုပ်တွေကို cause of the flash ကကူလဲကူတော့သူတို့ရာတွေးသားနေဖြစ်ပြီးတော့အသက်ဝင်လာတယ်အသက်ဝင်လာအဲ့ဒီ earth နေရာနေပြီးတော့သူတို့က dwarf တဲ့အကောင်ဖြစ်သွားတယ် ဖြစ်သွားတော့တို့ရကလည်းဟုတ်ပြီအရင်တော့ gnome လုံးပဲတို့ရကဟိုကြီးတီကြီးနဲ့ငါတို့ဘယ်သားမှနေလဲကောင်းမလဲဆိုပြီးတို့ရွေးရင်းနဲ့သွားတော့ damoro တောင်တန်းနေရာပေါ်ရှာတွေ့သွားရှာတွေ့တော့ gnome နေရာအဲ့ဒီနေရာမှာယူပြီးသားဆိုပေမဲ့လည်းဟိုပြပမယ်ဆိုလို့ရှိရင်မင်းတို့အတူတူပူးပေါင်းနေတိုင်းကြရတယ်ဗောနော်အဲ့ဒီ gnome နဲ့ dwarf တွေနှစ်ခုကနေပြီးတော့နှစ်မျိုးနွယ်ပူးပေါင်းပြီးတော့ကာညုံမြုံကိုင်းပြီးဖြစ်ပြီးတော့အဲ့ဒီမျိုးကြီးက iron forge ဆိုပြီးတော့နာမည်တွင်လာတယ်ဗောနော် ဆိုတော့ကျွန်တော်တို့ဒီ wow မှာပေါ့နော် alliance player တွေနေနဲ့အထူးသဖြင့် dwarf တွေဆော့တယ် gnome တွေဆော့တယ်ပါညာတယ်ဆိုလို့ရှိရင် iron fortunate ညရဲ့နေရာတွေကနေကျွန်တော်တို့စပြီးပထမဆုံး quest တွေလုပ်ရင်းနဲ့ပထမဆုံးဝင်ရတဲ့မြို့ကြီးပေါ့နော် major city ကကြတော့ iron forge မြို့ကိုကျွန်တော်တို့အရင်ရောက်တာပေါ့နော်ဆိုတော့အဲ့လိုတွေဖြစ်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒီဒီနေရာတွေကနေခဏခွာပြီးတော့ပေါ့နော်တခြားနေရာတွေကိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်အထင်ကြီးဖြစ်တဲ့နေရာတွေကကြတော့ အဲဂျားထဲမှာကျွန်တော်တို့အခုပြောတဲ့တောက်လျှောက်မှာပေါ့နှစ်ပေါင်းတစ်ထောင်အတွင်းမှာဖြစ်တာပေါ့နော်โอเคဆိုတော့ဒီဖြစ်စဉ်နဲ့ပထမတစ်ခုကပြောမယ်ဆိုလို့ရှိရင် Gurubashi Tro အဖွဲ့ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီ Gurubashi အဖွဲ့ကအချိန်နှင်းမျိုးမျိုးကြောင့်ဗျာအဲကျွန်တော်ဒုတိယပိုင်းမှာပြောခဲ့တဲ့အချိန်နှင်းကြောင့်လည်းပါတယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကအင်အားပို့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 နဲလာတာမို့လို့ပေါ့နော်သူတို့ကဒီ lower တွေထဲမှာပေါ့နော် wild god တွေထဲမှာ angel အတော်များတဲ့ hakka the soul flayer ကို emerald drain တွေကနေပြီးဒီ physical war တဲ့ကျွန်တော်တကက်ကဘာတွေကိုရောက်လာအောင် ဟို region နဲ့ corner လိုက်တယ်ပေါ့နော်အပြည့်တနာကပါလဲဆိုတော့အဲ့ဒီ hackers ရဲ့ soft layer ဆိုရယ်သူ့ရဲ့အဓိက power ကပြောမယ်ဆိုလို့ရှင်သွေးတွေကိုအတုံးချပြီးတော့ပေါ့နော်သွေးတွေကိုအတုံးချပြီးတော့လုတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ကောင်ရောက်လဲရောက်လာဟုတ်ပြီမင်းတို့ကိုကြီးပွားအောင်ငါတို့လုတ်ပေးရမယ်ဘာညာဆိုလို့ရှင်ငါ့ကိုငါသွေးများများရအောင်လို့ဆိုပြီးတော့ဘယ်တက်တော့အမျိုးမျိုး throw တို့အချင်းချင်း throw တွေပဲပဲပါပဲအကုန်လုံးကိုရစ်ပူစောခိုင်းနေရဲ့ဆိုတော့ဗျာ group ဝက်ရှိ throw တွေရလာဗျာတို့လုတ်ကြတယ်ပေါ့နော်လုတ်တော့ loading တို့ရှင်းကကြတော့ ဟိုဟကားကိုကိုးကွယ်ပြီးတော့ပေါ့နော် power ပို့တိုးလာတဲ့ group rush throw တွေကတော့အရန်တော့ aggressive ဖြစ်လာပြီးတော့ပေါ့နော်ရန်ရက်ဆက်တဲ့အကောင်တွေဖြစ်လာတယ်ဒါပေမဲ့အင်အားကြီးပွားလာအင်အားကြီးပွားလာတဲ့အမြသူတို့ aggressive ပို့ဖြစ်တော့နေမြေတိုးချဲ့ကြတယ်ပေါ့နော်တိုးချဲ့ကြတော့သွားညိတာပါလို့ဆိုတော့ throw ချင်းချင်းသွားညိကြ Zandala throw တွေနဲ့သွားပြီးတော့ပုတ်တိုက်မှုဖြစ်သွားတယ်ပေါ့နော်ပုတ်တိုက်မှုဖြစ်တော့ဒီ Zandala re throw တွေကနေပြီးပါဗျာသူတို့နည်းနည်းစုံစမ်းကြည့်တော့ group rush အဖွဲ့တွေထဲမှာလည်းဒီ hacker ကြီးပေါ်လာပြီးတော့နောက်ပိုင်းမှာပေါ့နော်ဒီ hacker ရဲ့နောက်လိုက်တွေကအရန် သူတို့အချင်းချင်းတော့အရင်ရက်ဆက်ကြမ်းကြုတ်မှုတွေရှိတဲ့အတွက်ကြောင့်မလို့သဘောမကျတဲ့လူတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီလိုမျိုးဒီသဘောမတူတဲ့အဖွဲ့နဲ့ဇာတ်သားတွေထိုးနေပေါင်းပြီးတော့ဗျာဒီ zoo group လို့ခေါ်တဲ့အာအဲ့ဒီ group ကြီး troll တွေရဲ့အဓိကအဲနေရပါတော့အဓိက base ပေါ့နော်အဓိက base ကိုမှပဲနှိမ့်နှိမ့်လိုက်နိုင်တယ်ပဲပြောရမှာပေါ့နော်ဆိုတော့ zoo group ဆိုတဲ့နေရာကကျွန်တော်တို့ ဒီ World of Warcraft မှာလည်း classic dome ကတည်းကဘောနော်ဝင်တိုက်လို့ရတဲ့ raid တစ်ခုပဲဘောနော်အဲ့ဒီ raid က cataclysm ရောက်သွားတဲ့အဲ expansion ရောက်သွားတဲ့အချိန်မှာပဲ raid ကနေပြီးတော့အဲ့ဒီအဲ့ဒီ data ကဒီအတိုင်းတွားပြီးတော့တွားပြီးတော့ explore လုပ်လျက်နေရာ data တစ်ခုလိုမျိုးဖြစ်သွားတယ်ဘောနော် okay ဆိုတော့ဆက်ပြောမယ်ဆိုလို့ချင်းဘောနော်ဒီအဲ့ဒီ global ship အဖွဲ့တွေကတချို့ကလွတ်သွားပြီးတော့သူတို့က swarm of sorrows လို့ခေါ်တဲ့နေရာမှာဆက်ပြီးတော့ တို့ ritual တွေပေါ့နော်ဟာကနဲ့သက်ဆိုင်တဲ့ဒီ black ritual တွေဘာညာတွေရေးပြီးတော့ဘာညာဘာညာတွေလုပ်တယ်ဗျအဓိကတို့ရွေရွေချက်ကတော့ဘာလဲဆိုတော့ဟာကကြီးကို emerald drain ထဲကနေပြီးတော့အဲထပ်ပြီးတော့ဒီ physical ကဘာတွေကိုပြန်ခေါ်ဖို့လုပ်မယ်ပေါ့နော်တို့အဓိကရွေရွေချက်ကတော့အဲ့ဒါပဲပေါ့နော်ဒါပေမဲ့သူတို့လုံနေတာကို Green Dragon aspect ဖြစ်တဲ့ Yasira the Dreamer ပေါ့နော်အဲအဲ့ဒီအစိမ်းရောင်သူ Dragon ငကားတွေရဲ့ခေါင်းဆောင်ပါပေါ့သူကတိသွား တည်တော့ရစီရာနဲ့ Green Dragon Fly ကနေပြီးတော့အဲ့ဒီကောင်နေသွားပြီးတိုက်တယ်ပေါ့နော်တိုက်ပြီးတော့အဲ့ဒီအဲ့ဒီဟိုဟာကာကိုကိုးကွယ်တဲ့ကောင်နေခိုလုံနေတဲ့စခန်းပြောမှဆိုရင် Pyramid ကြီးလိုမျိုး Temple ကြီးပေါ့နော်အဲ့ Temple ကြီးကိုမြေအောင်မြုပ်သွားအောင်လုပ်လိုက်ပြီးတော့ဗျာဟိုငကားတွေကိုလည်းအဲ့ဒီဒီ Temple ထဲမှာပေါ့နော်အဆောင်ဂျူတွေခြားထားလိုက်တယ်ပေါ့နော်အဲ့နေရာကိုတော့ကျွန်တော်တို့ World of Warcraft Classic ထဲကနေပြီးတော့သွားပြီးတော့ဆော့လို့ရတယ်ကစားလို့ရတယ်စံကန်း Temple လို့ခေါ်တဲ့ Dungeon ဖြစ်လာတယ်ပေါ့နော်အိုကေ ဆိုကျွန်တော်တို့အခု calendar ဘက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်ပေါ့နော်အရင်က night elf empire အစွန်ဖျားမှာရှိတဲ့ eldrethala ဆိုလို့ခေါ်တဲ့အမျိုးတစ်မျိုးရှိတယ်ပေါ့နော်အဲ့ကောင်နေရာပြဟိုနောက်ပိုင်းမှာသူတို့နေရာကိုအဲဆွန့်ပစ်ပြီးတော့ဗျာ night elf တွေသွား join တဲ့အဖွဲ့တွေမှာသူမပါဘူးပေါ့နော်ဟိုဘာမျိုးအကြောင်းအကြောင်းမျိုးမျိုးကြောင့်ရှင်းဖြစ်ဖြစ်မှာပေါ့ဒါပေမဲ့သူတို့ကဒီ nordrace ရဲ့အောက်မှာ night elf အများစုသူကသွားမ join ဘူးပေါ့နော်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အရင်တော့ကျွန်တော်ပြောခဲ့တဲ့အချိန်မှာ night elf တွေဆိုတာအရင်တော့အာခိမဲ့ချက်ကိုတအားအားကိုးတဲ့အဖွဲ့ ဒါအခုတဲ့အဖွဲ့ဖြစ်တော့ဗောနော် Wallet Identity ကမရှိတော့ဘူးပြီးတော့အရင်လိုမျိုး Nine F Empire ကလည်းမရှိတော့ဘူးဆိုတော့ပြသူတို့ကဟိုအထီးတီးတက်တက်ကြီးရောဟိုတော်ကြီးထဲမှာကြံခဲ့တယ်လို့မျိုးဖြစ်သွားတယ်ဖြစ်သွားတော့သူတို့အနေနဲ့ desperate ဖြစ်ပြီးတော့ဟာငါတို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့အမှသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Prince Daughter Dream ဆိုတဲ့ခေါင်းကနေပြီးတော့စဉ်းစားစဉ်းစားပြီးဟုတ်ပြီငါတို့ကဒီ Demonic Magic ကိုစမန်းလုပ်လိုက်ရပါ냐တဲ့ငါတို့နီလန်ကိုရှာရှာပြီးတော့အဲ့ဒီ Demon ဟိုငါတို့ထိန်းနိုင်ထိန်းနိုင်လောက်မယ်ပေါ့နော်ဒီအဲ့ဒီ Demon တကောင်ကိုငါတို့ကနေပြီးတော့ ခေါ်ခေါ်ပြီးတော့အိတ်ကောင်ကိုငါတို့ဆက်ရန်နေရာမှာချိန်ချုပ်ထားပြီးအိတ်ကောင်စီကပါဝါဆုပ်ယူပြီးတော့ငါတို့တွေအတက်နိုင်ဆုံးဒီမြို့ကြီးကိုဆက် run လို့ရအောင်ငါတို့လုံမယ်ဆိုပြီးတော့သူတို့လုံတော့လုံတယ်အဒါပေမဲ့အဲ့ဒီ system ကလည်းဗျာတေချာပြောမယ်ဆိုလို့ရှင်အင်အားကဟိုတရားရင်လုံးလိုရဆိုလို့ရှင်အဲ့ system မှာ90ရာခိုင်နှုန်းလောက်ပဲပေးနိုင်တယ်ဗောနော်အပြင်တခြားပြဿနာတွေအများကြီးရှိတယ်ကြာလာတော့ဗျာအဲ့ဒီမြို့ကြီးကဟို9 elf လူဦးရေကလည်းအရန်နေနေနေသွားပြီးတော့ နေဝါတချင်မှာဒီမျိုးရအကြီးဆိုတော့မထိန်သိမ့်နိုင်ပဲပျက်စီးယိုယွင်းပြီးတော့ဟို torrent tracer တွေကောတခြားဒီပြောမယ်ဆိုလို့ချင်းတောထဲမှာနေတဲ့အကောင်တွေမျိုးနယ်တွေရောသိရမှာအဲ့ဒီမျိုးရအစိပ်ပိုင်းနေရာတွေမှာမတူညီတဲ့အကောင်တွေလာပြီးနေကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာကနောက်ဆုံးတော့ကျွန်တော်တို့ warlock craft ဆော့တဲ့အချိန်မှာ classic အချိန်မှာ diamond mall လို့ခေါ်တဲ့ dungeon ကြီးဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါတွေဖြစ်နေတဲ့အချိန်လောက်မှာပဲကျွန်တော်ပြောခဲ့တဲ့ဒီ human နဲ့ arthor kingdom ကတဖြည်းဖြည်းပိုပိုကြီးလာတယ်ဒါပေမဲ့ ပို့ပြီးတော့လဲကွဲလာတယ်ပေါ့နော်တွေးကွဲလာတာရှိတယ်ပေါ့နော်ဟိုအဓိကတော့ဗျာဒီ Delorean မျိုးဖြစ်တယ်လို့မျိုးပေါ့နော်ဟို City State လိုမျိုး power ရှိတဲ့အင်အားကြီးတဲ့အဖွဲ့တွေပေါ်လာတာပေါ့နော်ဆိုတော့ Cultiras ဆိုတဲ့အဖွဲ့ဆိုလို့ရှိရင်ပေါ့နော်သူတို့ကဟိုစိတ်ကန်းရှိတဲ့မျိုးဖြစ်ပြီးတော့အဲ့ဒီစိတ်ကန်းကိုအဓိကအတုံးချပြီးသူတို့ရဲ့ရေဓာတ်အင်အားကလည်းအရန် strong ဖြစ်ပြီးတော့သူတို့ရဲ့ရေနဲ့ပတ်သက်ပြီးတော့ကုံသွယ်ရေးဘာညာဘာညာလည်းအရန်ထုံးကားတဲ့အတွက်ကြောင့်မလို့သူတို့ကတသက်ခွဲထွက်သွားတယ်ပေါ့နော် Gilneas နဲ့နောက်ပြီး Autorite Valley လို့ ် ultra valley ရတဲ့ background ပေါ့နော် galleons နဲ့ ultra မှာလည်းသူတို့အဖွဲ့ရရှိတယ်တက်ခွဲထွက်အဖွဲ့ရှိတယ်သူတို့ကလည်းသူတို့ data မှာသူတို့အမြင့်တွေအောင်သူတို့အခြေချနိုင်ငံအင်အားကြီးအောင်ဖြစ်နိုင်ပြီးတော့သူတို့ကသူတို့တက်တက်ရက်တည်နိုင်အောင်လုပ်ပြီးတော့အဲ့ချိန်တော့ဆိုလို့ရှင် draft တွေ nom တွေနဲ့လည်းတော်လေးတန်ပါတယ် strong ဖြစ်တဲ့ပူပေါင်းဆောင်ရွက်မှုတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ Arthur Kingdom ဖြစ်ပြီးဆက်ပြီးတော့ပြိုလဲပြိုလာရောနောက်ပြီးတော့အစကလေးကခွဲထွက်ခြင်းနဲ့တော်ဝင်မျိုးနွယ်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒီတော်ဝင်မျိုးနွယ်တွေကအဲပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအဲ့ဒီ strong မျိုးကနေထွက်ထွက်ပြီးတော့ လော်ဒရွန်လို့ခေါ်တဲ့တိုင်းပြည်တစ်ခုကိုသူတို့ထီထူထောင်နိုင်ခဲ့တယ်ပေါ့နော်။ဆိုတော့လော်ဒရွန်က human တွေအတွက်ပြောမှဆိုလို့ရှင်ဟိုအထင်ကြီးရနေရာတစ်ခုဖြစ်လာတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ storm ကနေပြီးတော့တုံမျိုးနွယ်တွေဆိုတာကလည်းတကယ်တမ်းယူဆမယ်တကယ်တမ်းစဉ်းစားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ human မျိုးဆက်တွေထဲမှာပေါ့နော်ဘရင်မျိုးဆက်ဘီမျိုးဆက်ဖြစ်တဲ့အကြောင်းမလို့ပေါ့နော် lordran ဆိုတဲ့ဟာကတကယ်ပြောမယ်ဆိုရင်ဘရင် original ဘရင်တွေရှိတဲ့နေထိုင်တဲ့နေရာမို့လို့ပေါ့နော် lordran တွေကကြီး human race နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်သူတို့က Warcraft 3မှာဆိုလို့ချင်းတို့အော်ကြပြ For Lordaeron ဘာညာဆိုပြီးအဲ့လိုအော်ကြတယ်ဗျကျွန်တော်တို့ World of Warcraft player တွေအတွက်ကကြတော့အထူးသဖြင့် Alliance player တွေအတွက်ကကြတော့ဗောနော်အထင်ကြီးပိုဖြစ်တာဘာလဲဆိုတော့အဲ့ဒီ Storm ဆိုတဲ့မျိုးကနေပြီးတော့အဲ့တော့ Kingdom နေခွဲထွက်ပြီးတော့ဟိုဒါပေမဲ့အဲ့ဒီတော်ဝင်မျိုးနေတဲ့သဘောမတူတဲ့အဖွဲတွေရှိတယ်။အဲ့သဘောမတူတဲ့အဖွဲတွေကကြတော့အဲ့ဒီကောင်နေနဲ့တွားပြီးမပူပေါင်း Lordron နဲ့တွားမပူပေါင်းမယ်နဲ့ Lordron ကနေပြီးတော့ဆက်ပြီးတော့ဆက်တွားဆက်တွားဆက်တွားရင်းနဲ့ ဟိုတညာရောက်လဲရောက်ဟောသူတို့ကထူထူထောင်ခဲ့တဲ့မျိုးတစ်မျိုးရှိတယ်ပေါ့နော်အဲ့ဒီထူထောင်ခဲ့တဲ့မျိုးကဘာလဲဆိုတော့ Storm Wind ဆိုတဲ့မျိုးကိုထူထောင်ခဲ့ကြတာပါ Storm Wind ကတော့အားလုံးသိကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ human race နဲ့ကျွန်တော်တို့ Storm Wind ဆိုလို့ရှိရင်အာ Storm Wind ရဲ့အာ nearby Elwyn Forest ထဲမှာ Elwyn Tower ထဲမှာပေါ့နော်ကျွန်တော်တို့က spawn ဖြစ်လာတယ် spawn ဖြစ်လာပြီးတော့အဲပထမဆုံးသွားတဲ့ major city ကကျတော့ Storm Wind မျိုးပါပဲ